တောင်ကြီးမြို့၌တဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စွန့်ပစ်ပစ္စည်းများစနစ်တကျခွဲခြားစွန့်ပစ်ရန်အသိပညာပေးခြင်းနှင့်တရုတ်ပြသခြင်းဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့စေတက္ကရူတောင်ကြီးဘက်ဆုံသုံးခန်းမ၌ဂျွန်လ18ရက်မွန်းလွဲ3နာရီကတဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စွန့်ပစ်ပစ္စည်းများစနစ်တကျခွဲခြားစွန့်ပစ်ရန်အသိပညာပေးခြင်းနှင့်တရုတ်ပြသခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါတယ်။ ရေဦးစွာရှမ်းပြည်နယ်ဘေးရန်ဒီရဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနညွှန်ကြားရေးမှူးဦးစိုးနိုင်ကတဘာဝဘေးရန်ဒီရများဖြစ်ကြသည့်ရေဘေး၊လေပြင်းမုန်တိုင်းဘေး၊ငလင်ဘေး၊မီးဘေး၊မိုးကြိုးအန္တရာယ်များဖြစ်ပွားပါကရှောင်းရန်ဆောင်းရန်နီလက်များအကြောင်းအားအသိပညာပေးဟောပြောခဲ့ပြီးရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနညွှန်ကြားရေးမှူးဦးမင်းသိန်းကပတ်ဝန်းကျင်ညဉ့်ဉန်းမှုအားကာကွယ်ပြီးတင်ရန်စာတအရင်းမြစ်များအားထိတိယောက်ယောက်အသုံးချနိုင်ရန် အန်ဒီအကင်းသောစွန့်ပစ်မှုဖြစ်စေရန်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းစွန့်ပစ်ပစ္စည်းများမှ ပြန်လည်အသုံးပြုနိုင်သောအရာများခွဲထုတ်နိုင်ခြင်းတဘာဝအရင်းမြစ်များအားထိတိယောက်ယောက်အသုံးချနိုင်ခြင်းစွန့်ပစ်ပမာဏလျှော့ချနိုင်ခြင်းပတ်ဝန်းကျင်ညဉ့်ဉန်းမှုအားလျှော့ချစေနိုင်ခြင်းကျန်းမာရေးအန္တရာယ်အားလျှော့ချပေးခြင်းအမိုက်စုများမှတဘာဝမြေဆွေးပြုလုပ်နိုင်ခြင်းစွန့်ပစ်ပလတ်စတစ်ပစ္စည်းများအခြားအသုံးဝင်သောပစ္စည်းများအဖြစ် ပြန်လည်ပြုပြင်ထုတ်လုပ်သုံးစွဲခြင်းဖြင့်အလောက်ကင်ခွင့်လန်းသည့်များဖန်တီးပေးနိုင်ခြင်းစသည့်အကျိုးကျေးဇူးများရှင်းလင်းပြောကြားပြီးမြို့နယ်စီပင်သားရာရေးဌာနလက်ထောက်ညွှန်ကြားရေးမှူးဦးဆိုင်အောင်လင်းကစွန့်ပြစ်အမိုက်ခွဲခြားစွန့်ပြစ်မှုအားလက်တွေ့သရုပ်ပြသခဲ့ပါတယ်။အဆိုပါဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနဲ့စွန့်ပြစ်ပစ္စည်းများစနစ်တကျခွဲခြားစွန့်ပြစ်ရန်အသိပညာပေးခြင်းနှင့်သရုပ်ပြသခြင်းတို့စေတက္ကသူတောင်ကြီးမှပါမောက်ခနှင့်အရာရန်အမှုဒဏ်များ စေတက်ကလူចောင်းသားចောင်းတွေများတက်ရောက်ခဲ့ကြအောင်သိရှိရပါတယ်ခင်ဗျာ။